အားလုံးပဲမင်္ဂလာပါ Auto Dynamic Hack ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာကတော့ Auto Dynamic Hack ကနေစီးပြည့်စုံထားတဲ့2020ခုနှစ်ကနေ2024ခုနှစ်အထိ၅နှစ်တာအတွင်းမှာ Excavator အယောင်ရဆုံး brand ၅မျိုးကိုဖော်ပြပေးမှာဖြစ်ပါတယ်အမဖိုင်နေရာမှာရက်တင်နေရတာတော့စန်ဒီဖြစ်ပြီးတော့သူက9နှစ်တာအတွင်းမှာဆိုရင်329စီရောက်ရပါတယ် နမပေါ်နေရာမှာရက်တည်နေရတော့ကတာပယ်လာဖြစ်ပြီးတော့သူက9နှစ်သာအတွင်းမှာဆိုရင်330စီရောက်ရပါတယ်နမချွေးနေရာမှာရက်တည်နေရတော့ကိုပဲကိုဖြစ်ပြီးတော့သူက9နှစ်သာအတွင်းမှာဆိုရင်385စီရောက်ရပါတယ်နံပါတ်2နေရာမှာရက်တည်နေရတော့ဒိုဆန်ဖြစ်ပြီးသူက9နှစ်သာအတွင်းမှာဆိုရင်695စီရောက်ရပါတယ်။ ။နမဝန်တရားမှာရက်တည်နေရတော့ဟွန်တိုင်းဖြစ်ပြီးသူဟာဆိုရင်9နှစ်တာအသွင်းမှာ1450စီရောင်းရပြီးတော့ထိတ်ဆုံးမှာရက်တည်နေတာပဲဖြစ်ပါတယ်။ออเดอร์ไดนามิก